try to choose uh, always good olive oil. When you eat this one, the chicken and uh, ဆူလီရှန်ဂရီလာဟိုတယ်ရဲ့ဖောက်တယ်ရီအတွက်အထူးပရိုမိုးရှင်းအနေနဲ့တပတ်တာပြုလုပ်ပေးမယ့်ဒီစီဇန်မှာတူရကီစပိုမှုတွေကိုရန်ချက်ပြုတ်မယ်တူရကီအစားအစာတည်တံကူဒေါ်လာ30နဲ့ရောင်းချပေးမှာပါအစားအစာအမျိုးပေါင်း30ကျော်ကိုတပြိုင်တည်းဘူဖေးစားသုံးနိုင်မှာလည်းဖြစ်ပါတယ်ချက်ပြုတ်ပေးမယ့်တူရကီစပိုမှုနှစ်ယောက်ကတော့ စ္စလာမ်ဘူမျိုးကလာရောက်ချက်ပြုတ်ပေးကြမှာဖြစ်တယ်လို့တူရကီစာစာရီဟာ18ရာစုအော်တိုမန်အင်ပါယာကလေးကတည်ရှိခဲ့တာဖြစ်ပြီးဥရောပအာရှစတဲ့ဒေသတွေမှာပြန့်နှံ့နေတာဖြစ်ပါတယ် Actually this our cuisine is ကျွန်တော်တို့ချက်ပြုတ်ပေးမဲ့တူရကီစာစာရီကအရသာမျိုးမျိုးပေးဆွမ်းမှာဖြစ်တယ်လို့အဒီရွက်နဲ့ချက်ပြုတ်တာတွေလည်းပါမှာမို့ကျမရေးတွက်ကောင်းမှုစေမှာပါကျွန်တော်တို့ရိုးရာစားစာတွေကိုအခုဆိုရင်ကမ္ဘာနေရာအတော်တော်များများမှာတိုင်းနေတတ်ကြပါတယ် မြန်မာလူမျိုးတွေကကျင်နာတတ်ကြတယ်။မနေ့ကဆိုရင်မြန်မာအစားအစာကိုစားကြည့်ပါသေးတယ်။ကျွန်တော်တို့ရဲ့တူရကီရိုးရာအစားအစာကိုလည်းမြန်မာနိုင်ငံမှာအကောင်းဆုံးခြားပြနိုင်မယ်လို့ယုံကြည်ပါတယ်။အော်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ2ရက်နေ့ထိပြုလုပ်မယ့်ဒီစီစဉ်မှာတူရကီရတာစစ်စစ်တွေကိုမြီးဆန်းနိုင်မှာဖြစ်တယ်လို့ဒါဟာအော်တိုဘာ29ရက်နေ့မှာကြာရောက်တဲ့တူရကီမျိုးသားအနေနဲ့လည်းတိုက်ဆိုင်နေပါတယ်။တူရကီစားစာရဲ့အချို့ဘွဲတွေအကြောင်းရှင်းပြပေးခဲ့သူကတော့ First time I have been here ူရီကီအစားအစာရဲ့အချိုပွဲမှာဆိုရင်ရည်သွေးကောင်းတဲ့ကုန်ချမ်းတွေပဲအသုံးပြုထားပါတယ်။ပူရီကီနိုင်ငံရဲ့မပါမဖြစ်အချိုပွဲကတော့အလွန်50ထိလောက်ထားတဲ့ပက်ကလာဗာအချိုပွဲဖြစ်ပြီးအာရမီဂရင်းနိုင်ငံတွေကဆင်သက်လာတဲ့အားလုံးနဲ့တက်တဲ့အချိုပွဲဖြစ်ပါတယ်။တူတူနဲ့ဂရီလိုနိုင်ငံမျိုးတွေကိုတွားရောက်ချက်ပြုတ်ခဲ့ဖို့ပဲမြန်မာနိုင်ငံကတော့ပထမဆုံးလာတာပါ။ဒီတစ်ပတ်လုံးလောက်ကင်ရမှာပျော်ရှင်စရာကောင်းပါတယ်။